Never Ravikan ကပြောခဲ့ဖူးတဲ့စကားတစ်ခုရှိပါတယ်။အဆုံးမရှိတဲ့အားသာချက်တီးရှိနေတဲ့ဒီခေတ်ကြီးမှာအလုတ်ကအောင်မြင်ခြင်းနဲ့ရှုံးနေခြင်းကိုမဆုံးဖြတ်ဘူး။ဆုံးဖြတ်နိုင်စွမ်းကသာဆုံးဖြတ်တယ်တဲ့။ဆိုလိုတာကတော့ကောင်းမွန်တဲ့ဆုံးဖြတ်နိုင်စွမ်းတနည်းအားဖြင့်ရှင်းလင်းပြီးမဟာဗျူဟာကြကြတွဲခေါ်နိုင်တဲ့စွမ်းရည်ကအရာအလုံးထက်ပိုအရေးကြီးလာတယ်ဆိုတဲ့သဘောပါတဲ့။ကျွန်တော်ကိုယ်တိုင်လည်းဒီစကားကိုလက်တွေ့ကြုံခဲ့ရဟုပါတယ်။အသက်20ရွယ်တုန်းမှဆိုရင်အရန်ကိုအလုတ်စူးစမ်းခဲ့တာပါ။ ဒါပေမဲ့ဆုံးဖြတ်ချက်တွေမှာခဲ့တော့အခွင့်အလမ်းနဲ့တဲ့နေရာတွေမှာပဲအချိန်ကုန်လူပန်းဖြစ်ခဲ့ရတယ်။အဲ့ဒီကြိုးပမ်းမှုတွေအားလုံးအတွက်လက်ထဲမှာဘာကျင်ခဲ့လဲဆိုတော့အကျွေးဒေါ်လာ8000ပဲရှိခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကလားကျွန်တော်အင်ဆိုရာအိုကလမြို့လက်ခောင်းမှာရထားတဲ့လူ73ယောက်စီပန်ကားကြီးတစီပါပဲ။ပြဿနာရဲ့အရင်မြစ်ကပါလဲဆိုတော့ရှင်းရှင်းလေးပါမယ်။ဆုံးဖြတ်လည်စွာညက်ဖြင်းခဲ့လို့ပါ။ဒါမဲ့လေအဲ့ဒီအချိန်ကိုလုံးဝပြောင်းပြန်လည်ပြင်နေခဲ့တဲ့အရာတခုတော့ရှိခဲ့လေ။ အဲ့ဒါကဘာလဲဆိုတော့ mental models လို့ခေါ်တဲ့တွေးခေါ်မှုပုံစံတွေကိုအတုံးပြူလာတာပါပဲဒီနေ့မှာတော့မဟာဗျူဟာကြာကြာတွေးခေါ်တဲ့ဉာဏ်ကြီးရှင်တယောက်လို့ဖြစ်လာစေမဲ့အဲ့ဒီလိုတွေးခေါ်မှုပုံစံ၅ခုကိုမျှဝေပေးထားခြင်းပါပဲ mental model ဆိုတာဘာလဲလို့မေးစရာရှိလာပြီအလွယ်ဆုံးပြောရင်ဒါကကြိုတင်ပြင်ဆင်ထားတဲ့တွေးခေါ်နည်းလမ်းညွှန်ချက်တစ်ခုပေါ့ဆုံးဖြတ်ချက်ချရရမယ်ဆိုရင်ဒီပေါင်လေးတည်းထည့်ပြီးစဉ်းစားလိုက်ရုံပဲ အဲ့ဒါကကိုယ့်ရဲ့ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ်တစ်ခုလုံးကိုစနစ်တကျဖြစ်သွားအောင်ကူညီပေးပါတယ်။ဒီလိုမဟာဗျူဟာကြတဲ့တွေးခေါ်နည်းဒီကိုကျွန်တော်ဘေကရခဲ့လဲဆိုတော့လေကျွန်တော်နှစ်ပေါင်းများစွာရန်ကစားခဲ့တဲ့စစ်တွေင်ကစားပွဲတွေကနေရခဲ့တာပါ။ကဲဒီနေ့မှာတော့အဲ့ဒီခြေကအချက်များချက်ကိုတစ်ချက်ချင်းစီကြည့်သွားကြရအောင်။ပထမဆုံးကတော့မဟာဗျူဟာကြတဲ့ဘဟုနေရာကိုဘယ်လိုထိန်ချုပ်မလဲ။ပြီးရင်အယုဒ္ဓယောဂရဲ့တန်ဖိုးအစစ်မှန်ဆိုတာပါလဲ။ ဲ့ဒီနောက်မှာတော့ပြိုင်ဘက်ကိုအရှုံးပေးခိုင်းတာထက်နေရာကောင်းယူတာကဘာလို့ပို့အရေးကြီးတာလဲနောက်ပြီးတော့ဥဆောင်မှုဆိုတာကိုကိုလက်ထက်မှာအမျက်ရှိနေအောင်ဘယ်လိုလုပ်မလဲနောက်ဆုံးအနေနဲ့နီးဗျူဟာရနောက်ဆုတ်တယ်ဆိုတာကိုဘယ်လိုကျင့်ကြံအောင်လုပ်မလဲဒါတွေကိုတစ်ခုချင်းစီဆွေးနွေးသွားကြမယ်ဟုတ်ပြီပထမဆုံးတွေးခေါ်မှုပုံစံကိုဆက်လက်ကြရအောင် ဒါကတော့ဘဟိုနေရာကိုထိန်းချုပ်ခြင်းပါပဲစစ်တုရင်မှာဆိုရင်ဒါကအခြေခံအကြုံနဲ့အရေးကြီးဆုံးစီးမင်းတစ်ခုပဲဘာလို့လဲဆိုတော့ဘဟိုနေရာကိုရောက်နေတဲ့ကိုယ့်ရဲ့အယုတ်ဒီကစစ်တုရင်ကုန်တစ်ခုလုံးကိုအများဆုံးလွှမ်းမိုးထားနိုင်လို့ပဲဒီမှာကြည်လိုက်ရင်ရှင်းရှင်းလေးပဲဥပမာမြင်းတစ်ကောင်ကိုစစ်တုရင်ခွန်ရဲ့အလဲတဲတဲမှာထားကြည့်လိုက်သူကအခွက်ရှစ်ခွက်အထိလွှမ်းမိုးနိုင်တယ်ဒါပေမဲ့အဲ့ဒီမြင်းကိုပဲထောက်တနေရာပို့လိုက်မယ်ဆိုရင်တော့အခွက်နှစ်ခွက်လောက်ကိုပဲသွားနိုင်တော့တာတွေ့ရလိမ့်မယ်ဖမ်းမိုးမှုက လေးဆက်လာကွာသွားလားဆိုတော့ဒီမန်တယ်မော်လကိုကိုးပွားတယ်မှာအတုံးချတော့မယ်ဆိုရင်အရင်ဆုံးကိုကိုကိုမြင်ရမယ့်မိခွန်းကငါ့အတွက်စတူရင်ခုံရဲ့ဘဟုနေရာကဘေးမှာလဲဆိုတာပါပဲဥပမာလုပ်ငန်းတစ်ခုမှာဆိုရင်ပေါ့လေဘဟုနေရာက၃နေရာလောက်ရှိနိုင်တယ်တစ်ခုက customer တွေရအောင်လုပ်တဲ့ marketing ပေါ့နောက်တစ်ခုကကို product ကို customer လက်ထက်ရအောင်ပို့ပေးတဲ့ operations ပြီးတော့ငွေကြေးကိုစီမံခန့်ခွဲတဲ့ finance အရေးကြီးတာက ကိုယ်လုံငန်းကအခုဘယ်စစ်မှာလဲဆိုတာကိုကြည့်မိအဲ့ဒီထက်ကဘဲဟာကအဓိကကြတဲ့ဘုံနီးရလဲဆိုတာကိုဆိုးဖြတ်နိုင်ဖို့ပဲကဲဒုတိယအတွေ့အခေါ်မှုပုံစံကိုတွားကြည့်အောင်ဒါကတော့အယုတ်တယုတ်ရဲ့တန်ပိုးအစစ်မှန်ဆိုတာဘာလဲဆိုတာကိုနားလဲပေါ့ပဲအဓိကကတော့တန်ပိုးဆိုတာကအတင်းမဟုတ်ဘူးအခြေအနေပေါ်မူတည်ပြီးအမြဲပြောင်းလဲနေတယ်ဆိုတာပါပဲစစ်သွင်မှာတော့အယုတ်တစ်ခုချင်းစီတက်ထမှတ်ထားတဲ့အမှတ်တွေရှိတာပေါ့နေဆိုတမတ် မင်းကတော့မတ်ဂျရာငါမတ်မိဖုရားကကိုမတ်အဲ့လိုပေါ့ဒါကတော့အခြေခံမဲ့ရှိသေးတယ်ဒါပဲမဲ့လေတကယ်တန်ဖို့အစ်အမန်ကအဲ့ရမတ်တဲ့ပုံမှန်မျိုးပဲသူတို့ရောက်နေတဲ့နေရာနေထားပုံမှန်မူတည်နေတာဥပမာ1995ခုလွတ်တုန်းကကမ္ဘာချန်ပီယံပြိုင်ပွဲမှာ Gary Kasparov ကတက်တွေ့ပြသွားတယ်နေရာမှန်မှန်ကန်ကန်သာရောက်နေရင်လေမင်းတကောင်နဲ့နဲ့မီဖရာတကောင်ရဲ့ယထာနှက်စည်းရဲ့ကိုတပြိုင်နဲ့တည်းချင်းထုတ်ထွားနိုင်တယ်ဆိုတာကိုပဲအဲ့ဒီမင်းက October's Night ရေပွဲမင်းလို့တောင်နာမည်ပေးခဲ့ကြတယ် ဒါကိုလုံကန်းခွန်နဲ့ပြန်ချိန်ကြည့်အောင်စာရေးဆရာကြီး Jim Collins ပြောသလိုပေါ့လူမန်ကို basketball court တင်ယုံနဲ့မတီးသေးဘူး။နေရာမှာမှထိုင်ခိုက်ဖို့လည်းလိုရတဲ့။ဆိုလိုတာကကိုယ်ဝင်ထိုင်လေတောင်ပိုးစင်မန်ဆိုတာကသူတို့ရဲ့အရေးချင်းတစ်ခုတည်းပေါ်မှာမူတည်တာမဟုတ်ဘူး။သူတို့ကိုဘယ်လိုနေရာမှာအထုံချတဲ့ဆိုတဲ့ပုံမှာလည်းအများကြီးမူတည်နေတယ်။ဟုတ်ပြီ။တတိယမြောက်တွေးခေါ်မှုပုံစံကိုဆက်သွားကြမယ်။ဒါကတော့ပြိုင်ဖက်ကိုအရှုံးပေးခိုင်းဖို့ချီးပဲမစင်စားပဲ။နေရာကောင်းရဖို့ကိုအရင်ဦးစားပေးပါရစေ။ ။ဒီနေ့ပြောရင်တော့အားနဲ့ဗလာနဲ့တိုက်တာတာတဲ့မဟာဗျူဟာကိုပို့အာယုံစိုက်ဖို့ပါပဲ။စစ်တူရင်မှာပဲဖြစ်ဖြစ်တခြားအားကစားတွေမှာပဲဖြစ်ဖြစ်အတိတ်ကစားတဲ့သူတွေကပြန်ဘက်ကိုတစ်ချက်သေးနဲ့အလဲထိုးနိုင်မဲ့အကွက်ကိုပဲလိုက်ရှာနေတတ်ကြတယ်။ဒါပေမဲ့တကယ်ကြွန့်ကျင်တဲ့ကစားသမားတွေကအဲ့လိုမဟုတ်ဘူး။သူတို့ကအရင်ဆုံးနေရာကောင်းကိုထိန်းချုပ်တယ်။ဘာလို့လဲဆိုတော့နေရာကောင်းကစားထိန်းချုပ်ထားနိုင်ရင်လေအနိုင်ရမဲ့အခွင့်အရေးကအလိုလိုပေါ်လာလိမ့်မယ်ဆိုတော့သူတို့ဒီလိုပဲ။စတုထမြောက်တွေးခေါ်မှုဖုံးဆန်ကတော့တော်တော်လေးတိတ်မွေတယ်။ ဒါတော့ဥဆောင်မှုကိုအမြဲတမ်းကိုယ့်လက်ထဲမှာပိုင်ဆိုင်ထားဖို့ပဲဆိုတော့ကသူများလောက်တာကိုလိုက်တုံးပြန်နေတဲ့သူမဖြစ်ပဲကိုကစပြီးလှုပ်ဆောင်တဲ့သူဖြစ်ဖို့လိုတယ်ဥဆောင်မှုကိုပိုင်ဆိုင်ထားနိုင်ရင်အချိန်ဟွန်မိုမန်တမ်ဆိုတာကိုရလာတယ်ဒါကရူဘပဒေနဲ့တူတယ်ရန်နေတဲ့ကားတစ်စီးကိုစပြီးတွန်းရတဲ့အခါအားများကြီးလိုရလေဒါပေမဲ့ကားကလဲသွားပြီဆိုရင်တော့ရှေ့ဆက်သွားဖို့အတွက်အားနည်းနည်းလေးပဲလိုတော့တယ်အဲ့ဒါကြောင့်ပဲဘယ်ရာမဆိုစလှုပ်ရတာကအခက်ဆုံးဖြစ်နေရတဲ့အကြောင်းရင်းပဲ ကဲနောက်ဆုံးတစ်ခုဒါကတော့ရှာရအဖွဲရအခက်ဆုံးလှူရှာမှုလို့တောင်ပြောလို့ရတယ်။အဲ့ဒါကနီးပြူအမြနောက်ဆုတ်ချင်းဖို့ကျွမ်းကျင်ပိုင်နိုင်ဖို့ပါပဲ။တခါတလေမှလည်းရှစ်ဆက်တော့ဖို့အတွက်နောက်ကိုတလန်းဆုတ်ဖို့လိုအပ်တယ်ဆိုတော့ကိုလက်ခံနိုင်ဖို့ပဲ။ကျွန်တော်လုပ်ငန်းတစ်ခုမှာပေါ့လုပ်ငန်းကိုကြီးထွားဖို့အရန်ကိုအာယုံစိုက်နေတဲ့အခြေတစ်ခုရှိခဲ့တယ်။အဲ့ဒီမှာကျွန်တော်တို့ဝင်ငွေ10ရာခိုင်နှုန်းလောက်ကိုပေးနေတဲ့အကြီးဆုံး client တောင်ရှိတယ်။ဒါပေမဲ့ပေးတနာကသူတို့ကိုပြောင်းထားဖို့ကလုံးဝမထိနိုင်တဲ့လောက်ပဲ အဲ့ဒီမှာကျွန်တော်တို့ရင်းကတစ်ခါမှထည့်မစင်းစားဘူးတဲ့အလုံးတစ်ခုကိုလုတ်လိုက်တယ်။အဲ့ဒါကအဲ့ဒီ client ကိုလည်းလုတ်လိုက်တာပဲ။အဲ့ဒီဆုံးဖြတ်ချက်ကြောင့်တင်ဟာဒီနယ်ပဲကျွန်တော်တို့ဝင်ခွေကဆေးရခိုင်တုံးတန်းပြီးကြပါခဲ့တယ်။ဒါပေမဲ့အဲ့ဒီနောက်ဆုတ်ချင်းရဲ့အရလာကတာတကယ်ကို an offer ဆရာကောင်းခဲ့တယ်။အဲ့ဒီ client တရားအတွက်တုံးနေရတဲ့ကျွန်တော်တို့အဖွဲ့ရဲ့အချိန်လေးစိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေအများကြီးပိုလျံလာတယ်။အဲ့ဒီပိုလျံလာတဲ့အင်အားတွေကိုကျန်တဲ့60ရာခွင်နှုန်းတို့ client တွေအပေါ်မှာအပြည့်ဝအာယုံဆိုင်ပေးနေခဲ့တယ် အဲ့ဒီခါမှာဘာဖြစ်လာလဲဆိုတော့လာအနှံငယ်အတွင်းမှာပဲအရင်ဆုံးရှုံသွားတဲ့ဆက်ရကိုင်းနှုံးထက်အများကြီးတာလုံးနဲ့ဝင်းငွေတိုးတက်မှုကြီးကိုပြန်ရခဲ့တယ်။ဒါကြောင့်မလို့အားလုံးတို့စဉ်းစားစရာမေးခွန်းတစ်ခုကတော့အခုချိန်မှာမှားနေတယ်လို့ထင်ရတဲ့အတွက်လုံးဝကိုထဲမစဉ်းစားမိပဲထားတဲ့လှုပ်ရှားမှုကဘာများဖြစ်နိုင်မလဲဆိုတာပါပဲ။တခါတလေမှာအဲ့ဒီမေးခွန်းရဲ့အဖြေကပဲအောင်းမြင့်မှုစီကိုတော့တဲ့တော့ချက်ဖြစ်နေတတ်ပါတယ်။